င်္ဂလာညချမ်းပါခင်ဗျာနိုဝင်ဘာလ6ရက်ဓမီစီမပရိုင်တိုင်းမီစီမသတင်းအစီအစဉ်ကနေကြိုဆိုပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောက်နောက်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ပြည်သူ့လုံးပါတီအမတ်လောင်းကိုလူသက်မှုနဲ့ရဲကဖမ်းဆီးလိုက်တဲ့သတင်းရွေးကောက်ပွဲအတွက်ချင်းပြည်နယ်မှာစစ်ကော်မရှင်တပ်ကနေရာ၃နေရာမှာစစ်ကြောင်းထိုးနေတဲ့သတင်းတောင်တာမြို့အဝင်စစ်ကော်မရှင်ဂိတ်၃ခုကိုတပြိုင်တည်းတိုက်ခိုက်တဲ့သတင်း စစ်ရဲအခြေအနေတွေကြောင့် Fruso ထားလဲနန်ဖဲဘော်လခဲလန်းကိုရဲအကန့်အသတ်မကြည့် KNDF ကပိတ်လိုက်တဲ့တဲ့ဒါအပြင်တန်တရာရှိတဲ့တရုတ်ကြားဖြတ်42ရောက်ထိုင်းမှာဖမ်းဆီးခံရတဲ့တဲ့ဟောင်ကောင်မှာတော့အကြီးဆုံးခရစ်တိုငွေကြေးလိမ်လည်မှုနဲ့ဆက်နွယ်သူလူအယောက်80လောက်ကိုဖမ်းဆီးတဲ့တဲ့နဲ့ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစည်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ ပြည်သူ့ရှေ့ဆောင်ပါတီပြည်သူ့လုံးကပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးဆိုင်ရွှေထီနဲ့သူ့ရဲ့သားဖြစ်သူတို့ကိုလူသက်မှုနဲ့ဖမ်းဆီးအရေးယူထားတယ်လို့ပြည်သူ့လုံးပါတီဒီဥက္ကဋ္ဌဖြစ်တဲ့ဦးစောဟန်အေးကမိစိမကိုအတီးပြပါတယ်ဖြစ်စဉ်ကတော့နိုဝင်ဘာလ၄ရက်နေ့မနက်ပိုင်းကရှက်တိနယ်တောင်ကြီးမြို့နယ်အေးတာယာမြို့မှာရှိတဲ့ဦးဆိုင်ရွှေတိနေအိမ်ကကြက်ခိုးယူသူလော့လော့တာကိုဆိုင်းထွန်းစာကိုသူတို့နှစ်ဦးကရိုက်နှက်ရာကနေတေဆုံးခဲ့တာတော့သိရပါတယ် အေးတရာနေမြေရဲစခန်းကနေလူတက်မှုနဲ့ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။ဥစောဟန်အေးရဲ့ပြောပြချက်အရအဲ့ဒီဖြစ်ရဟာကြက်ခိုးမှုကြောင့်ဒေါသအလျောက်ဖြစ်ပွားခဲ့တာဖြစ်ပြီးလစ်လက်သွားတဲ့ PR ကိုယ်စားလှယ်လောင်းနေရာကို အစားထိုးနိုင်မှာမဟုတ်သေးဘူးလို့သိရပါတယ်။ဥဆိုင်ရွှေတီဟာအခုနှစ်မှာ PR ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ဖို့ရှောက်ထားခဲ့တဲ့ပြည်သူ့လုံးပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ဟာလည်းရွေးကောက်ပွဲဥပဒေပုံမှန်ရှေ့ကကြီးနဲ့ညီဆွန်းတယ်ဆိုပြီးကိုယ်စလဲလောင်းစင်းကနေပေဖြတ်ခံထားရပါတယ်ဒေါ်သက်သက်ခိုင်ကရွေးကောက်ပွဲကော်မရှင် UCC ကိုအယူခံဝင်ထားတာဖြစ်ပြီးတော့ထူးခြားမှုတော့မရှိသေးဘူးလို့ဦးစောဟန်အေးကပြောပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတစ်ပုဒ်ကတော့ချင်းပြည်နယ်မှာအာနာသိန်းစစ်အုပ်စုကရွေးကောက်ပွဲအတွက်စစ်ရဲလှုပ်ရှားမှုတွေတိုးမြင့်နေပါတယ် ချင်းပြည်နယ်မှာစစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲအောင်မြင်ဖို့အတွက်နေရာသုံးခုမှာစစ်ကြောင်းတွေထိုးနေတယ်လို့မီဇီမာရဲ့ချင်းစစ်ရဲသတင်းချင်းမြစ်ကပြောပါတယ်။ကလေးကန်ကောဘက်ကနေဝင်ရောက်လာတဲ့စစ်ကြောင်းတွေအပြင်တိတိတ်မြို့နယ်ရှိကနေဒီတောင်ကိုလည်းစစ်အုပ်စုကထိန်းချုပ်ထားတယ်လို့သိရပါတယ်။ဒါတွေနဲ့ပတ်သက်ပြီးတော့တော်လန်ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးကတော့ဒီလှုပ်ရှားမှုတွေဟာရွေးကောက်ပွဲလုပ်မဲ့မြို့တွေကိုအနှောက်အယှက်မရှိလုံဆောင်နိုင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။ နိုဝင်ဘာလ9ရက်နေ့ကဟာခမြို့အနီးချင်းကာကိုရဲ့တပ်ဖွဲ့ဂိတ်စခန်းကိုစစ်အုပ်စုကတိုက်ခိုက်ခဲ့ရမှာ CDF ရဲဘော်တူတူချဆုံးခဲ့ပြီးစစ်အုပ်စုတပ်တွေကတော့ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်။စစ်အုပ်စုကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာပထမအဆင့်ရွေးကောက်ပွဲကျင်းပမယ်မြို့နယ်တွေထင်မှာဟာခနဲ့တိတိမြို့နယ်တို့ပါဝင်နေတာဖြစ်ပါတယ်။ချင်းတော်နယ်ရဲ့တပ်ဖွဲ့တွေစီလုံးညီညွတ်စွာတိုက်ခိုက်ဖို့ပြည်သူလူထုကတိုက်တွန်းနေကြပါတယ်ခင်ဗျာ။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့မန္တလေးတိုင်းတောင်တာမြို့အဝင်မှာရှိတဲ့စစ်အုပ်စုရဲ့ gate စခန်၃ခုကိုတော်လန်ရဲတပ်ဖွဲ့တွေကတပြိုင်တည်းတိုက်ခိုက်ခဲ့ကြပါတယ်။ဒီဖြစ်စဉ်ကတော့နိုဝင်ဘာလ9ရက်နေ့မနက်6နာရီအချိန်မှာမြင်းချံခရိုင်အမှတ်3တပ်ရင်းကတောင်တာမြို့အဝင်မကြီးယိုကိဘီဒနိုးတောင် ဇကြံအထွက်တန်လန်းဂိတ်တို့ကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ကော်မရှင်ဘက်ကတပ်သား3ယောက်သေဆုံးသွားပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့မြင်းချံခရိုင်တရင်3ကပြောပါတယ်မဂျီယိုဂိတ်ကိုဝင်ရောက်တိုက်ခိုက်ချိန်မှာစစ်အုပ်စုတပ်သားတွေလက်နက်တွေယူဆောင်ထွက်ပြေးသွားခဲ့ပြီးဂျမ်းမာတွေနဲ့မီးစက်တချို့သိမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ် ဗန်ဂါတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူထိခိုက်မှာစိုးရိမ်တာကြောင့်မိရှုဖျက်ဆီးခဲ့တယ်လို့မြင်းချန်ခရိုင်တယင်းတုံးပြောရဲဆိုခွင့်ရှိသူဘုံမူတူးကမိစိမကိုပြောပါတယ်ဘီဒနိုတောင်ပေါ်ကစကန်းကိုလည်းတိုက်ခိုက်ရမှာဘန်ကာ၁၂လုံးအထက်က၁၁လုံးကိုတိမ့်ပိုက်နိုင်ခဲ့ပေမဲ့ဇကြန်းကိတ်မှာတော့အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပြီးတော်လန်ရဲ့တပ်ဖွဲ့တွေဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ် တိုက်ခိုက်မှုအပြီးစစ်ကော်မရှင်တပ်ကမြို့အဝင်အထွက်တွေကိုပိတ်ဆို့ဆစ်ဆဲတာတွေလုပ်ခဲ့တယ်လို့နိုဝင်ဘာလ9ရက်နေ့ညနေ9နာရီမှာတန်ဘိုကြီးရွာကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်အဲ့ဒီမှာအမျိုးသမီးတဦးသေဆုံးသွားတယ်လို့မြင်းချံခရိုင်တရင်တုံးကပြောပါတယ်တောင်တာမြို့နယ်မှာစစ်ကော်မရှင်တပ်ဖွဲ့ဟာမြို့ပေါ်နေရာတွေကိုသာထိန်းချုပ်ထားနိုင်ပြီးကျန်းနေရာတွေအလုံးကိုတော့တော်လန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရနီပြည်နယ်ကနောက်ဆုံးရစစ်ရဲသတင်းတွေကိုတင်ဆက်ပေးကြပါမယ် ကရနီပြည်နယ်ဖရူဆိုထားလဲနန်းဖဲဘော်လခဲလမ်းမကြီးကိုနိုဝင်ဘာလ6ရက်ဒီကနေ့ကစပြီးရဲအကန့်အသတ်မရှိပိတ်လိုက်တယ်လို့ကရနီအမျိုးသားများကကွယ်ရေးတပ် KNDF ကထုတ်ပြန်ပါတယ်။မြေပြင်စစ်ရဲအခြေအနေတွေကြောင့်ဒီလမ်းမကြီးနဲ့လမ်းတွေတွေအားလုံးကိုလုံးဝအသုံးပြုသွားလာတာမဟုတ်ဘူး KNDF ကသတိပေးထားတာပါ။ ဖရူဆိုမြို့နယ်အတွင်းစစ်ကော်မရှင်တပ်တွေဟာဖရူဆိုထားလေနန်းဖဲလမ်းမကြီးဘက်ကိုဥတီပြီးစစ်ရဲလှုပ်ရှားမှုတွေလှုပ်လာတာကြောင့်လမ်းပိတ်ရတာဖြစ်တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ3ရက်နေ့ကစလို့စစ်ကော်မရှင်တပ်တွေပြန်လည်စစ်ကြောင်းထိုးလှုပ်ရှားလာပြီးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲငယ်တွေဖြစ်ပွားနေတယ်လို့လည်း KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပါတယ်။စစ်ရဲလှုပ်ရှားမှုတွေနီးကပ်လာလို့လုံခြုံရေးအရာအာမခံချက်မရှိတော့ဘူးလို့လည်း KNDF ကဆိုပါတယ် ကရနီလူအခွင့်ရဲ့အဖွဲ့ဖြစ်တဲ့ KNHRG ကလည်းနိုဝင်ဘာလ9ရက်နေ့ထုတ်ပြန်ချက်မှာတော့ကရနီပြည်နယ်အတွင်းစစ်ကော်မရှင်တပ်တွေရဲ့စစ်အင်အားဖြစ်တင်မှုနဲ့စစ်ကြောင်းထိုးမှုတွေကြောင့်တိုက်ပွဲတွေမြင့်တက်နေတဲ့အကြောင်းပြည်သူလူထုနေထိုင်တဲ့နေရာတွေကိုပါနေစဉ်လက်နက်ကြီးနဲ့လေရင်ဒရုန်းတွေနဲ့တိုက်ခိုက်နေကြောင်းဖော်ပြထားပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့ online လိမ်လည်မှုအတွက်ကမ္ဘောဒီးယားကိုဖျက်ချော်ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့တရုတ်နိုင်ငံသား52ယောက်ကို ချန်တာဘူရီကအပန်းဖြေဟိုတယ်တစ်ခုမှာအင်ကာနက်ကဖမ်းဆီးခဲ့တယ်လို့အာနာပိုင်တွေကပြောပါတယ်။ပိုနဲရွန်ခရိုင်တက်ဆိုင်မြို့နယ်ကွဲကအပန်းဖြေဟိုတယ်မှာတန်တရာဖြစ်ဖွယ်တရုတ်နိုင်ငံသားတွေတိတ်ခိုနေကြောင်းသတင်းရပြီးနောက်အင်ကာနက်ညာ၈နာရီအချိန်မှာချန်တာဘူရီလူဝင်မှုကြီးကြပ်ရေးရုံးကတာဝန်ရှိအဖွဲ့တွေခရိုင်ဒေသဆိုင်ရာနဲ့ခီးသွားလုပ်ငန်းရဲတပ်ဖွဲ့တွေအပြင်ချန်တာဘူရီရေချောင်းဆိုင်ရာတပ်ဖွဲ့ဝင်တွေပါဝင်တဲ့အဖွဲ့ကဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ကအခန်း၁၁ခန်းကိုဝင်ရောက်ရှာဖွေခဲ့ရာတရုတ်နိုင်ငံသား၄၂ယောက်ကိုတွေ့ရှိခဲ့ပြီးသူတို့ဟာထိုင်းနိုင်ငံမြောက်ပိုင်းကနေမကြသေးခင်ကမှရောက်ရှိလာသူတွေဖြစ်ပြီးအင်ကာနဲ့နေလေပိုင်းမှာလာရောက်တေးခိုနေတာလို့သိရပါတယ်။သူတို့အုပ်စုဟာကမ်ဘောဒီးယားကိုနေဆက်ဖြတ်ကျော်ဝင်ရောက်ဖို့ပြင်ဆင်နေတာလို့လည်းသိရပါတယ်။စီးနှင့်ရှာဖွေမှုမှာအလက်ထရောနစ်ပစ္စည်းအများအများကိုတွေ့ရှိရပြီးအဲ့ဒီအဖွဲ့ဟာနိုင်ငံဖြတ်ကျော်စိုက်ဘာရာဇဝဲမှုကွန်ရက်ရဲ့တစိမ့်တစ်ပိုင်းဖြစ်နိုင်တယ်လို့ယူဆနေကြပါတယ်။ mobile phone 215လုံး laptop 71လုံးစုစုပေါင်းငွေသားဘတ်၈သိန်းကျော်မြန်မာစင်ကတ်10ခု flash drive နဲ့မှတ်တမ်းတွေပါတဲ့မှတ်စုစာအုပ်တွေကိုတင်စီရမိခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။အဲ့ဒီဖမ်းဆီးခံရသူတွေထက်က9ဦးမှာပဲ passport ရှိပြီးသူတို့ထက်က3ယောက်မှာတရဝင်းဗီဇာရှိပြီးတယောက်မှာတော့ဗီဇာတက်တန်းကုန်ဆုံးနေတယ်လို့သိရပါတယ်။ကျန်35ဦးရဲ့ passport ကျန်35ဦးမှာတော့ passport တွေမရှိကြဘူးလို့သိရပါတယ်။ အခုဖမ်းဆီးရမိထားသူတွေက38ယောက်ကိုတရားမဝင်နိုင်ငံတွင်ဝင်ရောက်ဖျက်ကျော်မှုနဲ့ရဲတပ်ဖွဲ့ကတရားစွဲဆိုထားတယ်လို့သိရပါတယ်။ကျန်၄ဦးကိုတော့ဆက်ဆက်ပြစ်မှုတွေနဲ့တရားစွဲဆိုထားပါတယ်။သူတို့အလုံးကိုနောက်ထပ်တရားဥပဒေလုံထုံးလုံနည်းတွေအတွက်ရဲစခန်းတာဝန်ရှိသူတွေကစုံစမ်းစစ်ဆေးသူတွေစီကိုလက်လွှဲပို့ဆောင်ထားတယ်လို့သိရပါပါခင်ဗျာအခုတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးကြပါမယ်ဟောင်ကောင်မှာအကြီးဆုံးခရစ်တိုငွေကြေးလိမ်လည်မှုနဲ့ဆက်နွယ်သူ လူအယောက်80လောက်ကိုဖမ်းဆီးထားပါတယ်။ဟောင်ကောင်မှာအကြီးဆုံးခရစ်ပတိုငွေကြေးလိမ်လည်မှုတစ်ခုနဲ့ဆက်နွယ်နေတဲ့ဆိုပြီးတော့တန်တရားရှိသူဒါဇင်ပေါင်းများစွာကိုသူတို့ဖမ်းဆီးခဲ့ကြောင်းဟောင်ကောင်ရဲတပ်ဖွဲ့ကဗုဒ္ဓနေ့ကပြောပါရယ်။အဲ့ဒီအမှုမှာဟောင်ကောင်ဒေါ်လာ1.6ဘီလီယံ၊ American Dollar 206တန်းကိုလိမ်လည်ခဲ့တဲ့ JPEX Crypto ငွေကြေးလဲလှယ်ရေးအရှုပ်တော်ပုံကြီးဖြစ်ပါရယ်။ဟောင်ကောင်ရဲ့ငွေကြေးစာချုပ်ကြီးကြပ်ထိန်းသိမ်းရေးဌာနက JPEX ဟာဒီ platform က တန်တရားဖြစ်ပွဲလှုပ်ဆောင်မှုတွေရှိနေခြင်းနဲ့လိုင်းစင်မရှိဘဲထုတ်ကုန်တွေကိုအယောင်မြင့်တယ်မှုတွေလှုပ်ဆောင်နေတယ်လို့ဆွဆွဲခဲ့ပြီးနောက်ဟောင်ကောင်ရဲတပ်ဖွဲ့ကလည်းစုံစမ်းစစ်ဆေးမှုတွေကို2023ခုနှစ်စက်တင်ဘာလကတည်းကစတင်ပြုလုပ်နေကြတာပါအဲ့ဒီအချိန်ကစပြီးတော့လူ80ကိုဖမ်းဆီးခဲ့ပြီးဖြစ်ကော16ရောက်ကိုတော့လိန်လယ်ရန်ပူပေါင်းစံစီမှုအပါအဝင်ပြစ်မှုများစွာနဲ့တရားစွဲဆိုထားတယ်လို့ရဲတပ်ဖွဲ့ကဗုဒ္ဓဦးနေကပြောပါရယ်ကျန်သူတွေကိုတော့ဆက်လက်စစ်ဆေးနေစေဖြစ်တယ်လို့လည်းသူတို့ကပြောပါရယ် တင်းမှုဟာဟောင်ကောင်မှာမကြသေးမီနှစ်တည်းအတွင်ဖြစ်ပွားခဲ့မှုတဲ့လိန်လယ်မှုတွေထက်မှာအလိန်ခံရသူအရှိအအတွက်အရာရောလိန်လယ်ခံရတဲ့ငွေကြေးအရာပါအကြီးမားဆုံးလိန်လယ်မှုကြီးဖြစ်တယ်လို့ဟောင်ကောင်ရဲတပ်ဖွဲ့ကသတင်းစာရှင်းလင်းပွဲမှာပြောကြားပါတယ်။ဟောင်ကောင်မှာ2023ခုနှစ်ကဥပဒေပြဋ္ဌာန်းပြီးကြတဲ့ကလူအများကိုတကယ်မရှိတဲ့ပိုင်ဆိုင်မှုတွေအတွက်ရင်းနှီးမြှုပ်နှံဖို့ဖျားယောင်းတာကြောင့်ပထမဆုံးတရားစွဲဆိုရမှုဖြစ်ပါတယ်။ တည်မှုကိုအလွန်ရှုပ်ထွေးသောအမှုဖြစ်သည်လို့ရဲတပ်ဖွဲ့ကဖော်ပြခဲ့ပြီးတော့အနည်းဆုံးလူ14ယောက်ကိုအဓိကအဖွဲ့ဝင်တွေအပြည့်သတ်မှတ်ဖော်ပြထားပါတယ်။အမှုနဲ့ဆက်လျင်းတဲ့တိုင်ကြားမှုပေါင်း2900ကျော်ကိုရဲတပ်ဖွဲ့ကလက်ခံရရှိခဲ့ပြီးလိမ့်လည်ခံရတဲ့ငွေကြေးစုစုပေါင်းဟာဟောင်ကောင်ဒေါ်လာ1.6ဘီလီယံအမေရိကန်ဒေါ်လာနဲ့ဆိုရင်206သန်းအထိရှိတယ်လို့ဆိုပါတယ်။တန်လျာဖြစ်သူတွေစီကသိမ်းဆည်းရမိတဲ့ပိုင်ဆိုင်မှုပေါင်း ဟောင်ကောင်ဒေါ်လာတန်200ကျော်ကိုထုတ်မရအောင်ရဲကပိတ်ထားခဲ့ပြီးဖြစ်ပါတယ်။ AFP ကမေးမြန်းတဲ့အခါမှာရဲချုပ် Annex 1ကကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးမှုတွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ပြန်လည်ဖြေကြားခဲ့ပြီးရှေ့မှာလည်းနောက်ထပ်လူတွေထပ်မဖမ်းဘူးဒါမှမဟုတ်တရားစွဲတာတွေမလုပ်ဘူးလို့မပြောနိုင်ပါဘူးလို့ဆက်လက်ပြောကြားသွားခဲ့ပါတယ်။ဒီရမှုကကြိုးကန်သူ၂ယောက်နဲ့အဓိကအဖွဲ့ဝင်၁ယောက်တို့နိုင်ငံရဲ့ချောက်ကိုထွက်ပြေးသွားခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ သူတို့ကိုဖမ်းမိနိုင်ဖို့အတွက်အင်တာပိုအနေရောင်သတိပေးချက်ကိုလည်းထုတ်ပြန်ထားပြီးဖြစ်တယ်လို့သူတို့ကပြောပါတယ်။ JBEX ဟာတော်ညာအများပြအုံချတဲ့အလှုပ်ရှားမှုကိုလှုံ့ဆော်ခဲ့ပြီးအန်ရဲနင်းနေတဲ့အမျက်စုံအများကြီးရမယ်လို့လိမ့်လည်ပြောဆိုခဲ့ကြပါတယ်။အရင်ဒီမြို့နယ်သူတွေငွေကြေးထပ်ဝင်လာစေဖို့အတွက်အွန်လိုင်းမှာလူသိများသူတွေဩဇာကြီးမှသူတွေကိုလည်းသူတို့ရဲ့လုပ်ငန်းအတွက်အုံချခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။အဲဒီနောက်ဒီအုပ်စုဟာအနှံထားတဲ့ငွေကြေးတွေနဲ့ပိုင်ဆိုင်မှုတွေကို သူတို့ငွေစည်းရင်းတွေစီကိုလွှတ်ပြောင်းပြီးတော့ခရစ်တိုငွေကြီးစည်းရင်းတွေကနေတဆင့်ငွေဖြူဖြစ်ဖို့ခဝါချခဲ့ပါတယ်။ဖန်ဆီးခံရတဲ့သူတွေထဲမှာအယောင်မြင့်တရေလုပ်ငန်းတွေမှာပါဝင်ကူညီခဲ့ကြတဲ့ social media ပေါ်မှာ tempo ကြော်ကြသူဩဇာကြီးသူတွေပါဝင်ပြီးတော့လိန်လယ်ဖို့အတွက်ယာယီပန်ငွေစည်းရင်းတွေကိုနာမည်ခံဖွင့်ပေးထားတဲ့သူတွေလည်းပါဝင်ပါတယ်ရှင်။ ထိတ်တန့်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီစဉ်နဲ့စားအုပ်စီဈေးတွေကိုတင်ပြပေးပါမယ်ဒါတွေကိုမြစည်းမသတင်းတော့ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စဉ်2100ကျပ်ပြင်ပပေါက်စီ4080ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1608.3နှစ်ကျပ်ပြင်ပပေါင်စဉ်3129ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်2433.43ကျပ်ပြင်ပပေါင်စဉ်4913ကျပ်ထိုင်းဘတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်64.54ကျပ်ပြင်ပပေါင်စဉ်126.58ကျပ်မလေးရှားတဝင်းကိကို စစ်ကောင်စီတတ်မှတ်စဉ်900တသမ95ချက်ပြင်ပပေါက်စဉ်986ချက်ပေါက်စဉ်ရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စဉ်59သိန်း9000ကျပ်ပြင်ပပေါက်စဉ်84သိန်း3000ကျပ်15ဘဲတစ်ချက်သားကို ရွှေကုံတဲ့တင်သက်မှတ်စဉ်55သိန်း96,895ကျပ်ပြင်ပပေါ့စဉ်89သိန်း3,000ကျပ်ပေါ့စဉ်ရှိပါတယ်။ပေါ်ပြပါရွှေစုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတွေကတော့ဒီဇယ်တလီတာကို2,455ကျပ်ပရီမီယံဒီဇယ်တလီတာကို2,960ကျပ်အောက်တိတ်92တလီတာကို2,900 5ချက် outdated 95 data ကို2800ချက်ပေါ့စေးရှိပါတယ်ပေါ်ပြပါစသုံးစီစဉ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစာအုပ်စီစဉ်တွေကတော့စာအုပ်စီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်စဉ်6400ချက်ပြင်ပပေါ့စေး1000ချက်ပေါ့စေးရှိပါတယ်ပေါ်ပြပါစဉ်တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် ဓမီစီမာပရိုက်တိုင်းမီစီမာသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဓမီစီမာပရိုက်တိုင်းသတင်းအစီအစဉ်ကို နေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ